တရိတ်ဆန်ထွက်တရေအ धिक ဈေးကွက်ဖြစ်တဲ့တရုတ်နိုင်ငံကိုပြန်လည်တင်ပို့ကွင်ရဖို့ဆွေးနွေးနေတယ်လို့လည်းတရိတ်ဆန်ပစ္စည်းတင်ပို့ရောင်းချသူများအသင်းကပြောပါတယ်။ဥအားကသတင်းပေးပို့ထားပါတယ်ခင်ဗျာ။တရိတ်ဆန်ထွက်ပစ္စည်းတမျိုးဖြစ်တဲ့တရေထုတ်ကွန်ကို1990ပြည်နှစ်ကနေ2012ခုနှစ်အထိတရုတ်နိုင်ငံဈေးကွက်ကိုတင်ပို့ခဲ့ပြီး2013ခုနှစ်မှာပိတ်ပင်ခံခဲ့ရတာပါ။ပို့တာက90ရာထောင်စပို့တယ်။1990လောက်ကစပို့တယ်။ပို့နေတယ်ကိုတို့2013လောက်မှာ။ အဲ့ဒီ AUS ID ကျူပေါ့နော်လောကတိုင်းကျူပေါ့နော်သူတို့ရဲ့အဲနိုင်ငံတကာအဖွဲ့အစည်းအနေနဲ့သူတရုတ်ပြန်နေဒီတရားဝင်အဲ့ဒါသူတားလိုက်တာတော့ကိုသိတာတော့သူအသားနဲ့ဘေးရက်ပစ္စည်းကိုတားလိုက်တာဒါပေမဲ့သူတို့ကအားလုံးကိုရောတဲ့ခါကျတော့တေးပါပါတယ်ဆိုတော့တေးဆိုတော့ရောနဲ့စမီပုတ်တဲ့နဲ့တမျိုးရှိတာကိုတချို့ကနားလည်မှုလွဲပြီးတော့အကုန်လုံးရောသမလိုက်တာရောမှာပိုးရှိပေမဲ့စမီပရိုဒတ်မှာပိုးရှိချင်မှရှိတာကိုဒါကိုနားလည်လို့အပ်တယ်ပေါ့နော်အဲ့ဒါကိုနားမလည်တဲ့ခါကျတော့လုံငန်းရှင်နဲ့တို့ခွာရောက်တာပေါ့ ဒါအပြင်တိရိစ္ဆာန်ထွက်ပစ္စည်းတွေကိုကုန်ကြောအဆင့်ထိထုတ်လုပ်နိုင်ပေမဲ့နည်းပညာနဲ့ဈေးကွက်ပံ့ပိုးကူညီဖို့လိုအပ်နေတယ်လို့သင်ကဆိုပါတယ်ဈေးကွက်ပေါ့ဈေးကွက်နဲ့နည်းပညာပိုင်းတို့နိုင်ငံမှာတော်တော်လိုတယ်လိုတဲ့ဘင်းတော့ကလုပ်တဲ့လုပ်ငန်းလည်းတော်တော်နေတယ်လုပ်တဲ့လူလည်းတော်တော်နေပါတယ်နေတယ်ဆိုတော့အခုပြောသလိုပေါ့89မှာလောက်ရတယ်ဆိုတဲ့အခါကျတော့တော်တော်လေးကိုနေတယ်နေတဲ့အခါကျတော့ဒီကဒီဈေးကွက်မှမမီပေါ့တော့ပြောရရင်ဈေးကွက်မရှိအောင်အခုမှအချိန်ကအစားအသောက်ရှိတယ်ကုန်ကျန်းရှိတယ်လေပါတွေရှိတယ်နော်အခုဘက်ကဆက်ပစ္စည်းတွေရှိတယ် နည်းပညာပိုင်းနဲ့ဈေးကွက်ကိုရှိမယ်ဆိုရင်ဒါကိုပူပေါင်းပြီးတော့ join လုပ်ချင်တယ်လို့ကန့်လန့်ထားတာတော့ရှိတယ်အားလုံးနိုင်ငံတကာဒါပေမဲ့မလာသေးတာတရိတ်ဆန်ထွက်ပစ္စည်းတွေကိုတရုတ်အိန္ဒိယထိုင်းတောင်ကိုရီးယားဂျပန်နိုင်ငံတို့ကိုတင်ပို့နေပါတယ်ကျွန်တော်အာကာပါ